မင်္ဂလာပါဗျကျွန်တော်ရဲ့ YouTube channel လေးနှစ်လဘောနော်ကြော်သွားပြီအဲ့တော့ပြီးခဲ့တဲ့ရပိုင်းပေးရမယ်နှစ်လပြည့်သွားပြီဗောနော်အဲ့တော့ကျွန်တော် YouTube channel ကိုကျွန်တော်စထောင်တာနှစ်လကြော်ပြီကျွန်တော်ဗီဒီယိုလေးတွေတင်တယ်လက်ရှိကကျွန်တော်ထိုင်းရောက်နေတဲ့အတွက်ထိုင်းနိုင်ငံရဲ့အကြောင်းထိုင်းပြည်ရဲ့အကြောင်းပြီးရင်ထိုင်းနိုင်ငံရဲ့တည်ကောင်းစရာဟောဗောဟိုအကြောင်းအရာလေးကိုကျွန်တော်ပြောပြတင်ဆက်တယ်ဗျအဲ့တော့ကျွန်တော် YouTube ကနေ YouTube ကနေ monetization အောင်ခဲ့ပါပြီကြာအဲ့တော့ဝင်ငွေကတော့ကျွန်တော်ဟိုနောက်တစ်ပတ်နှစ်ပတ်ဆိုတော့ကျွန်တော်စရပါပြီကြာနော်ဘယ်လောက်ရမလဲတော့ကျွန်တော်မသိသေးဘူးဘာလို့ဆိုတော့ဒီကျွန်တော်ဘန်နေနဲ့ကျွန်တော်ချိန်ရတာဟုတ်အခုတော့ဘန်ဘန်အကောက်ဖွင့်တာ၄ဘိုင်းညာ၄ဒီ process ကိုကျွန်တော်ရမန်းနေရတဲ့အတွက်ဝင်ငွေကတော့မရရှိသေးဘူးဒါပေမဲ့ monetization ကတော့ကျွန်တော်အော်သွားပါပြီကြာမကြခင်တည်းဝင်ငွေရရှိတော့မှဖြစ်ပါတယ်အဲ့တော့လက်ရှိကျွန်တော်ဖိုးထဲမှာစစ်လာတော့ဟိုဝင်ငွေလေးကိုတက်လာပြီနော်ဝင်ငွေရဟိုဝင်ငွေရတယ်ပတ်စံတာမထောက်ရသေးတာဘာလို့လဲကျွန်တော်ဘန်နဲ့ဒီချိတ်ဆက်မှုတွေကျွန်တော်မလုပ်ရသေးဘူး โอเคကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒါကြွားတာမဟုတ်ပါဘူးတချို့ YouTube ပေါ်မှာဝင်ငွေဟိုရှာနေတဲ့လူတွေကဟိုမလွယ်ဘူးပေါ့နော်ဒီဝင်ငွေဟို YouTube ပေါ်မှာဝင်ငွေရှာဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဒီကိုအားတဲ့ခြေလေးမှာရှာဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတော့ဟိုမိတ်ဆွေတို့ကိုသိသိချင်တာပေါ့နော်ဒါကတော့ဝင်ငွေမရနော်ဝင်ငွေရရင်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်ပြောပြပေးဦးမယ်ပထမကျွန်တော်ရဲ့ဒီဒီပထမဆုံးရတဲ့လားဒါဘယ်လောက်ဘယ်လောက်ဆိုတော့ကျွန်တော်ချပြပေးမယ်အဲ့တော့ တချို့သောလူတွေကျွန်တော်သိစေချင်တယ်အဲ့တော့ YouTube ပေါ်မှာကိုကပတ်စံရှာတော့မယ်ဆိုရင်ရတာမရတာမစဉ်းစားနဲ့ကိုဗီဒီယိုတွေတင်တာရှိတာကိုတင်ပါကိုရဲ့အတွေ့အကြုံကိုကဒီနိုင်ငံမှာနေတယ်ဆိုရင်ဘယ်နိုင်ငံမှာနေနေနော်ဟုတ်ဒီနိုင်ငံရဲ့အဖြစ်ပြက်နေတဲ့ဟိုအကြောင်းအရာတွေဘာအညာရှိတယ်လူတွေကိုပြောပြတင်ဆက်တဲ့ဗီဒီယိုတွေကိုညံ့ညံ့ရှာဟုတ်ပြီနော်လူတွေအတွက်အကျိုးရှိတဲ့ဗီဒီယိုတွေညံ့ညံ့ရိုက်ပြီးတော့ကိုတင်စရာရှိတာတွေကိုဗီဒီယိုတွေတင်ပါဗျအဲ့တော့ဟိုအခြေကြလာရင် တော့သူတော့ဒီဗီဒီယိုရဲ့တစ်စင်းဝင်ငွေရရှိလာလိမ့်မယ်။ Okay ကျွန်တော်ဒီနေ့ဒီပြောချင်တဲ့အကြောင်းကကျွန်တော်ရဲ့ဒီဝင်ငွေရရှိတော့မယ့်အကြောင်းပြောချင်တာမဟုတ်ဘူး။ဟုတ်ပြီလား။ဗီဒီယိုတစ်ပုတ်တင်လိုက်ပြီဆိုရင်လည်းကိုယ့်ရဲ့ဗီဒီယိုတစ်ပုတ်မှာ view တွေမရရှိတာဘာကြောင့်လဲ။ဟုတ်နော်။ဘလို့လုံရင် view viewer တွေကြီးရှုတဲ့သူတွေများအောင်လုပ်လို့ရမယ့်နည်းလမ်းတွေရှိလားမရှိဘူးလားဆိုတော့ကျွန်တော်ပြောပြချင်တာအဓိကပေါ့။အဲ့တော့ကျွန်တော်တို့ရဲ့ YouTube channel ကိုကျွန်တော်ကဖွင့်လိုက်ပြီးဗီဒီယိုလေးတွေကျွန်တော်ကတင်တယ်။ဒါပေမဲ့ ကိုတင်လိုက်တဲ့ဗီဒီယိုတွေမှာကကျွန်တော်တို့က viewer တွေကိုမရရှိဘူး။ဘာကြောင့်လဲ။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကိုတင်လိုက်တဲ့ဗီဒီယိုတွေကိုပြန်စစ်ဖို့လိုပါတယ်ဗျ။ကျွန်တော်တို့ဗီဒီယိုဆိုကြပါလို့ကျွန်တော်တို့ဗီဒီယိုအပုတ်30တင်လိုက်တယ်။ဗီဒီယိုအပုတ်30ပေါ့နော်။ဒါမှမဟုတ်လေဗျာတပုတ်နှစ်ပုတ်တင်နေဆိုတဲ့ကိုတင်လိုက်တဲ့ဗီဒီယိုတပုတ်နှစ်ပုတ်အဲ့နှစ်ပုတ်လုံးကိုတိကျပြန်စစ်ပါ။ပြန်ကြည့်ပါနော်။အဲ့မကြည့်ခင်မှာကျွန်တော်တို့ဗီဒီယိုရဲ့ပထမဆုံးတော့မြင်ရတဲ့ပုတ်တက်ပေးပါနော်။ အဲ့တပ်တွေကလူတွေကိုဆွဲဆောင်မှုရှိလားမရှိဘူးလားသိဖို့လိုအပ်တယ်ဗျာပြန်စစ်ပါအဲ့တော့ကျွန်တော်တို့တင်နေတဲ့ပြီးတော့ဟောကိုကိုတိုင်ကကိုကိုတိုင်ကအဲ့ဒီဗီဒီယိုကြည့်ရှင်ကြည့်ရှင်စိတ်မရှိဘူးဆိုရင်သိကြတယ်နောက်လူတွေကြည့်ရှင်မဟုတ်ဟုတ်ဟုတ်နော်အဲ့တော့ဗီဒီယိုရဲ့အကြောင်းအရာကိုဟိုဘာမှမသိသေးဘူးနော်လောလောဆယ်မြင်ရတဲ့ပုံလေးကိုပဲအဲ့ဒီပုံလေးကိုမှကိုကိုတော်မကြည့်ရှင်သူများလည်းကြည့်ရှင်မှာပေါ့ အဲ့တော့ချင်းချင်းပြောရရင်ကျွန်တော်တို့ရဲ့ဗီဒီယိုရဲ့ပထမဆုံးတပ်နေလေးပေါ့နော်အဲ့ဒီတပ်နေလို့အကောင်းမွန်ဆုံးတဲ့လူတွေစိတ်ဝင်စားမှုကြီးချင်စိတ်ဖြစ်အောင်တဲ့ဖြစ်ဖြစ်စေမဲ့တပ်နေတွေလုပ်ဖို့လိုအပ်ပါလေဗျဒါပထမဆုံးတော့မြင်ရတဲ့ပုံပေါ့နော်ဗီဒီယိုတစ်ပုဒ်မှာပထမဆုံးတော့မြင်ရတဲ့ပုံတပ်နေပါအဲ့ဒီတပ်နေကိုအကောင်းဆုံးလုပ်ဖို့လိုပါလေဗျအဲ့နံပါတ်1ကိုကျွန်တော်ပြောပြနံပါတ်1ကတော့တော့တိုက်တယ်ဗီဒီယိုတစ်ပုဒ်ရဲ့ဟိုခေါင်းစဉ်ပေါ့နော်ဒီဗီဒီယိုမကြည့်ရသေးဘူးဟုတ်နော် တော့ခေါင်းစဉ်ခေါင်းစဉ်ကလည်းတော်တော်လေးကိုအရေးကြီးပါတယ်ဗျအဲ့တော့ကျွန်တော်ဘာလို့ဒီခေါင်းစဉ်ကိုအရေးကြီးတာဆိုရင်တော့ဟိုဒီဗီဒီယိုရဲ့ခေါင်းစဉ်ဘယ်လိုလဲအရေးကြီးတယ်ဆိုတော့ကျွန်တော်ဒီနောက်ဆုံးမှာပြောပြပေးမယ်နော်အဲ့တော့နောက်ထပ်လောက်ရမှာကကျွန်တော်တို့ကဒီဗီဒီယိုနဲ့တက်ဆိုင်တဲ့ဒီဗီဒီယိုမှာအကြောင်းပြောတာလေအဲ့အကြောင်းရဲ့ဒီပေါ်ပေါ်ပေါ်နှုတ်ကလေးပေါ့နော်နှုတ်အဲ့ဘာအကြောင်းကြီးပြောတာလဲဆိုရင်ဟိုအကြောင်းရလေးကိုကျွန်တော်က description မှာရေးဖို့လိုအပ်ပါတယ်ဗျာ ဟုတ်ပြီနော် description မှာကျွန်တော်ရေးပါအဲ့တော့ရေးပြီးပြီဆိုရင်လည်းကျွန်တော်ကဒီ video တပုတ်ရဲ့ low at တဲ့ keyword တက်တွေကိုထည့်ဖို့လေလိုပါတယ်ဗျဆိုရပါတော့ကျွန်တော်တို့ကဒီဟိုပေါ့ manly မြို့အကြောင်းကိုကျွန်တော်က video ရိုက် video ရိုက်တဲ့အနေအမှာကျွန်တော်ကဟိုတချို့လူတွေကဒီပေါ့ပေါ့ကိုတိကျင်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒီ YouTube ရဲ့ subscribe မှာရိုက်ပြီးရှာကြတယ်နိအဲရှာကြတဲ့အနေမှာကျွန်တော်က မန္တလေးအကြောင်းဆိုပြီးတော့သူကရှာကြတယ်မန္တလေးအကြောင်းသိကျင်တာဟိုမန္တလေးမြို့ကိုသူကဟိုသိကျင်တာပေါ့နော်လေးလာကျင်တာမန္တလေးဆိုပြီးတော့သူကရိုက်လိုက်တယ်အဲ့ဒီချိန်မှာမိတ်ဆွေကကိုယ့်ရဲ့ဗီဒီယိုမှာဒီဗီဒီယိုနဲ့တက်ဆိုင်တဲ့တက်ကလေးပေါ့နော်တက်ကလေးဆိုတော့မိတ်ဆွေကထည့်လာတယ်ဆိုပါလို့အဲ့ဒါ headers လေးအဲ့ဒါတွေထည့်လာဆိုရင်မန္တလေးဆိုတဲ့ header လေးရိုက်ရိုးရိုးပေါ့ရေးပြီးထည့်လာဒါဆိုရင်ခုနကကျွန်တော်ရှာတဲ့အချိန်မှာမန္တလေးပြောတဲ့အချိန်မှာမန္တလေးဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်တယ်ရိုက်ချိန်မှာ YouTube ကနေပြီးတော့သူကအော်သူကရိုက်ရှာနေမန္တလေးဆိုပြီးတော့ အဲ့ချိန်မှာမိတ်ဆွေကမိတ်ဆွေရတဲ့ hacker ကိုခံတာတက်ကိုရိုက်ထက်တာမန်လေးဆိုပြီးတော့အဲ့ချိန်မှာ YouTube ကနေပြီးတော့ကျွန်တော်တို့ကိုလာပြပြီးကျွန်တော်ရှာနေတယ်လေကျွန်တော်ရှာကြည့်ချင်တယ်မန်လေးကြောင့်သိချင်တော့ကျွန်တော်ရိုက်ထက်လိုက်တာမန်လေးမိတ်ဆွေရတဲ့ဒီမန်လေးဆိုတဲ့ဗီဒီယိုတော့ရိုက်ပြီးပါပြီးတက်စ်နဲ့ထည့်တာဆိုရင်အဲ့ဒီဗီဒီယိုကိုဒီရှာနေတဲ့လူကိုလာပြပြီးတကယ်လို့ဒါမိတ်ဆွေကမန်လေးအကြောင်းကိုရိုက်တယ်မန္တလေးဗီဒီယိုအကြောင်းကိုရိုက်တယ်ဒါပေမဲ့တက်စ်တွေမထည့်ဘူးဆိုရင်ကျွန်တော်ကဒီကနေမန္တလေးဆိုပြီးတော့ကျွန်တော်ရိုက်ချတယ်ဒါပေမဲ့ မိတ်ဆွေရဲ့ဗီဒီယိုကကျွန်တော်စီမှာမပေါ်ပါဘူးဗျ။ဘာဖြစ်မိတ်ဆွေရဲ့ channel အကြီးစားကြီးလည်းမဟုတ်ဘူး။နော်။အဲ့တော့မပေါ်ပါဘူး။ဘာလို့လဲ။ hashtag မခံတာမပေါ်ပါဘူး။တခြားလူအဲ့ test ရေးထည့်ထားတဲ့ဗီဒီယိုတွေကျွန်တော်စီသာပြပေး။မိတ်ဆွေရဲ့ test မထည့်ဘူးဆိုရင်မပြ။ဘာလို့မိတ်ဆွေရဲ့ channel အသေးနောက်ဆုံးဗျာကျွန်တော်တို့အားလုံးကိုဘယ်လိုကြီးလို့ဝါပြီဆိုမှမိတ်ဆွေရဲ့ဒီ manage ဆိုတဲ့ဗီဒီယိုကိုလာပြအဲ့ချိန်မှာဘလူးမတ်တွေမကြည့်တော့ဘူးလေနော် ။ဘာလို့မိတ်ဆွေရဲ့တက်ကထဲ့မှမထဲ့တာလဲ။အဓိကကျွန်တော်ပြောချင်တာကကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုတင်လိုက်ပြီဆိုရင်လည်းလိုအပ်တဲ့ကျွန်တော်တို့တက်နေနော်အကောင်းမှုဆိုဖြစ်ဖို့လိုအပ်ပါလေ။နောက်တစ်ခုကတိုက်တဲ့ရေးရမယ်နော်။နောက်တစ်ခုကဟိုကျွန်တော်တို့ဗီဒီယိုနဲ့တက်ဆိုင်တဲ့အကြောင်းအရာ description မှာဟိုအတူချုပ်တွေပေါ့နော်ရေးဖို့လိုအပ်ပါလေဗျ။နောက်ဆုံးတစ်ခုကကျွန်တော်တို့က task တက်ကိုလည်းဟိုကိုကထည့်ပါဗျ။ဟိုများများထည့်နိုင်များများထည့်ဘာမှမဖြစ်ဘူး။ဟုတ်နော်။ ဟိုယူကျူးမှာယူကျူးရဲ့အကောလီနဲ့အရာလေသူကပြောပြပြီးရတယ်တက်ထက်တက်ထက်ပြီးတက်သူနဲ့တက်ဆိုင်တဲ့လူလူလေးစုသူကပြပြီးတယ်โอเคအခုကျွန်တော်နောက်ဆုံးပြောပြမယ့်အရာကခုနကကြံခဲ့တယ်ဗီဒီယိုရဲ့တိုက်တယ်အဲ့တော့ကိုကဗီဒီယိုတပုတ်တင်လိုက်ပြီဆိုရင်အဲ့ဗီဒီယိုမှာဘလို့ခေါင်းစဉ်ပေးရမလဲဆိုတာကအရင်အရေးကြီးပါတယ်ဗျဆိုကြပါတော့ကျွန်တော်တို့မန္တလေးမြို့ကြီးအကြောင်းကိုကျွန်တော်တို့ကဟိုဗီဒီယိုတပုတ်အနေနဲ့ရိုက်လိုက် ောက်နော်ဟိုမန်နီမြူရဲ့ယာဆိုရင်တော့မန်နီမြူနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တို့ရိုက်လိုက်မယ်နော်မန်နီဟိုမန်နီတူလေးရဲ့ဒီအသားညိုတဲ့အကြောင်းလေးမန်နီရဲ့စောက်ရသည့်ပေါ့နော်စာနဲ့ပေးလိုက်တော့ရှိတဲ့အကြောင်းအရာလေးမန်နီရဲ့တွားချင်းစရာခေါ်တဲ့နေရာလေးအလှအပလေးရှုခွင်းလေးဗာရင်းညာလေးပေါ့ဗျာအဲ့တော့မန်ဒလီမြူရဲ့ဟိုအကြောင်းကိုကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ရိုက်လိုက်ကောင်းပြီကျွန်တော်တို့ကဗီဒီယိုအဲ့ဒီမန်နီမြူရဲ့ဗီဒီယိုတိုက်တယ်ကိုကျွန်တော်ကပေးတော့ ဲ့တော့ဗီဒီယိုတိုက်တဲ့ပြီးတဲ့အနေအထားမှာကျွန်တော်တို့ကဒီဘက်ကို positive ဒီဘက်ကို negative ဆိုကြပါစို့ဒီဘက်ကိုကောင်းတဲ့ကျွန်တော်တို့ခေါင်းစဉ်ပြီးမယ်ဒီဘက်ကိုဆိုးတဲ့ခေါင်းစဉ်ကျွန်တော်တို့ကပြီးမယ်ဆိုကြပါစို့မန်လီမျိုးရဲ့ဟိုအလှအပနေရာများဟုတ်နော်လာတဲ့တော့မန်တလေးမျိုးဟုတ်နော်တင်မသိခင်လာရောက်လဲပတ်တဲ့တော့မန်တလေးမျိုးချစ်စရာကောင်းတဲ့မန်တလေးမျိုးနေမန်လီသူတို့ရဲ့ ဘာတွေညာတွေပေါ့ဗျာဒီဘက်မှာကမာဒီမှုရဲ့ကောင်းတဲ့အကြောင်းကိုတင်စားထားတယ်ခေါင်းစဉ်ကျွန်တော်တို့စဉ်းစားလိုက်ဒိတ်ဆိုပြီးဆွဲချလိုက်ဒီဘက်မှာက negative ဆန်တဲ့အရာဟုတ်လို့အဲ့တော့လောကကိုမလာတဲ့တော့မန္တလေးဟုတ်ပြီနော်ဒီဘက်မှာ negative နော်ဒီဘက်မှာ positive โอเคကျွန်တော်ထပ်ပြောပြမယ်နော်ဩဩလှပတော့မန္တလေးဟုတ်နော် တင်းဟိုဘောမသေးခင်အလဲလာတင့်တော်မန္တလေးဟိုဘောလူရလာကြည့်ဟိုမန္တလေးမျိုးဆိုမန္တလေးကိုချစ်တဲ့သူမန္တလေးကိုစိတ်ဝင်စားသူပြန်လာကြည့်ကြတယ်ဘောနော်ဟိုဒီဗီဒီယိုအရောကိုကဒီဘောမှာဗီဒီယိုတော့ဟိုဒီတိုင်တယ်လေးပေးလိုက်တယ်ဟောနော်လောဘကိုဆွဲမဲ့ဖို့ခေါ်တဲ့တိုင်တယ်ကိုလေးကဒါ positive ဆန်တယ်နော်လောဘကောင်းတဲ့အဖက်ကိုပဲတွေးထားတဲ့ခေါင်းစဉ်တစ်ခုကျွန်တော်ကပေးလိုက်တယ်အဲ့တော့လူတွေကလာကြည့်မကြည့်မို့ကြည့်တယ်ဟုတ်ပြီနော်ကြည့်ပါရဲ့ဒါပေမဲ့ကြည့်ကြည့်တဲ့လူကလူပေါင်း100လောက်ပဲရှိတယ်ဒီမှာ ဟုတ်ပြီဒီဘက်ကိုကျွန်တော်က negative ပေးတယ်တော့ဒီအကြောင်းအရာဒီအကြောင်းအရာပဲနော်ဗီဒီယိုရဲ့ title ကိုကျွန်တော်ဟိုပေးဖို့ပြီးပြီကိုကျွန်တော်ပြောပြဒီဘက်မှာ positive ဆန်တယ်ကောင်းတဲ့ဘက်ကိုတွေးထားတဲ့ခေါင်းစဉ်ပြီးတာမကောင်းတဲ့အတွေးပဲကျွန်တော်ကဟိုပါပေါ့ခေါင်းစဉ်ထည့်မန္တလေးမြို့ကိုမလာကြပါနဲ့ဟောခုနလှပတော်မန္တလေးဒီဘက်မှာခေါင်းစဉ်ဟာမန္တလေးမြို့ကိုမလာကြပါနဲ့တင်မလာတဲ့တော့ နေရမန္တလေးဟောဒီဘက်မှာ positive ဒီဘက်မှာ negative လူတွေကဘာစိတ်ဝင်စားဒီဘက်မှာဒီဘက်ကိုလည်းစိတ်ဝင်စားဒါပေမဲ့ဒီဘက်ကိုစိတ်ဝင်စားတဲ့လူကတရားလောက်ပဲရှိတယ်ဒါပေမဲ့မလေးမျိုးကိုမလာကြပါနဲ့လို့ကျွန်တော်တို့ကဒီဗီဒီယိုခေါင်းစဉ်ထည့်လိုက်ပြီဆိုရင်အဲ့တော့မိတ်ဆွေရင်ဒီဗီဒီယိုကိုလိုက်ကြည့်မဲ့လူကလူပေါင်းအယောက်တစ်ထောင်ရှိပါတယ်ဗျအဲ့တော့လူတွေကဘာကိုစိတ်ဝင်စားလဲဆိုတော့နှစ်ခုလုံးကိုစိတ်ဝင်စား ဟောကောင်းတဲ့ဘက်ကလည်းစိတ်ဝင်စားသူဒီမကောင်းတဲ့ဒီခေါင်းစဉ်ပြီးတိုင်းအနေထောက်လေလားစိတ်ဝင်လားဒါပေမဲ့ကျွန်တော်တို့ကဒီ negative ဆန်တဲ့ခေါင်းစဉ်ကိုပို့ပြီးတော့စိတ်ဝင်စားမှုအားကောင်းပါတယ်ဗျဒါကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲဟိုတိကျင်စိတ်ကိုဆွဲဆောင်နိုင်ရဲ့ပေါ့နော်ဒီအဒီ negative ဆန်တဲ့ခေါင်းစဉ်ကြီးอ่ะမန္တလေးမြို့ကိုမလာပါနဲ့လောကကိုမလာကြပါနဲ့ဆိုဟောဘာလဲဟာမန္တလေးမြို့ကဘာများဖြစ်လို့လဲသူရဲ့စိတ်ဝင်စားဟုတ်နော် တချို့ကလည်းဟိုမန်လေးတားယူမန်စီအပါလေးကငါတို့ယူမလာကြပါဘူးငါတို့ယူပါဖြစ်နေလို့ဝင်ကြည့်ဟာနော်ဒီမှာကောင်းဖို့ကောင်းတဲ့ဟိုမန်စီမန်လေးကြောင့်တီးတဲ့လူကတော့ကြည့်မှာမဟုတ်လေသူမန်လေးမှနေခဲ့တော့မန်လေးကြောင့်တီးတယ်လေတပါတော့မန်လေးသူမပြောလဲသိပြီလားဟာနော်ကြည့်ချင်းကြည့်မယ်မကြည့်ချင်းမကြည့်ဒီမှာရေးရတယ်ဒီမှာမှ negative ဆန်တယ်ကျွန်တော်တို့ကတိုက်ရိုက်ပြီးတာမန်လေးမျိုးကိုလုံးဝမလာကြပါနဲ့ရှိတယ်အော်ကျွန်တော်ခေါင်းစဉ်ပြေဖို့ပြေးနေဦးပြောရနော်အဲ့ရှိမှမလာကြမယ်လို့ဟော မန္တလေးကိုတိတဲ့လူတွေကကြည့်နေတာဘာများဖြစ်လို့လဲပေါ့နော်ဒီမန္တလေးမြို့ကြီးอ่ะဘာများဖြစ်လို့လဲဆိုဝင်ကြည့်တာအမှန်တော့မဟုတ်ဘူးဗီဒီယိုရိုက်တာလည်းဒီဗီဒီယိုပဲမန္တလေးမြို့ရဲ့အလှအမတဘောတော့ပါပေးတာကျွန်တော်တို့ကဒီဘက်မှာအဲ့တော့ဗီဒီယိုတပုတ်တင်ပြီဆိုရင်ကျွန်တော်တို့ကဒီ positive ဆန်တဲ့ခေါင်းစဉ်ကိုလည်းထည့်ဖို့လိုအပ်သူ negative ဆန်တဲ့ဟိုခေါင်းစဉ်ကိုလည်းကျွန်တော်တို့ကထည့်ဖို့လိုအပ်ပါတယ်ဗျခုနကြော်လို့ကြော်ပြောပြီးပြောနော်ဒီလှပတော့မန္တလေးပြောလိုက်တာ ਨੇ ဒီမန္တလေးအเจ้าကိုတိတိကျကျလာမကြည့်ဘူး မန္တလေးကိုမရောက်ဘူးတဲ့သူကြီးမန္တလေးကျောင်းကိုစိတ်ဝင်စားတဲ့သူပဲလာကြည့်မန္တလေးမျိုးကိုလုံးဝမလာကြပါနဲ့ဆိုတော့ခေါင်းစဉ်ပေးလိုက်ပြီဆိုရင်မန္တလေးမျိုးကိုတိတဲ့လူတွေကအစမိတ်ဆွေရဲ့ဗီဒီယိုကိုလာကြည့်လိမ့်မယ်မန္တလေးမျိုးအကြောင်းမသိတဲ့သူကလည်းလာကြည့်လိမ့်မယ်တီဗီတဲ့သူကလည်းလာကြည့်တဲ့ဗီဒီယိုလက်ရှိနေထိုင်တဲ့မန္တလေးသားတွေကအစလာကြည့်လိမ့်မယ်ဘာများဖြစ်လို့လဲဘုလို့မန္တလေးမျိုးကိုလုံးဝမလာကြဘူးကဲဒီနှစ်ခုကကျွန်တော်ကရှင်းပြတာပါအဲ့တော့ ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ဟိုကိုကရိုက်လိုက်ပြီတင်လိုက်ပြီဆိုတာလေဆိုကြပါလို့ဗီဒီယိုသုံးပုဒ်ရိုက်လိုက်ပြီဆိုတာလေကိုရဲ့ဗီဒီယိုကိုဒီ positive channel ဟိုအနေထားမှာကျွန်တော်တို့ကအဲ့ဒီဗီဒီယိုသုံးပုဒ်မှာနော်နှစ်ပုဒ်လောက်ကိုဟို positive channel ကောက်တဲ့ဟာကိုပေးလိုက်နောက်ဆိုအဲ့ဒီတစ်ပုဒ်ကိုတော့ဒီမကောက်တဲ့အနေထားတစ်ခုကျွန်တော်ကဒီမကောက်တဲ့ type တွေပေါ့နော်လူကြည့်ချင်မှုဟိုကြည့်ချင်စိတ်ဖြစ်တော့အနေထားဒီ negative channel ကောင်းစင်ထည့်ဖို့လိုပါတယ်ဗျာ ဲ့တော့ခုနကကျွန်တော်ရှင်းပြရတယ်ပဲလေနော်လူတွေဘာဘာတွေကိုဘယ်လိုစိတ်ဝင်စားလဲဆိုတာကိုအနေအထားကိုကျွန်တော်ရှင်းပြတယ်အဲ့တော့ဟိုတီးတဲ့လူကတော့ဟိုဒီလှပတော့မန်လေးဆိုရင်မကြည့်ကြတော့စိတ်ဝင်စားဘူးလေသူတို့တိမန်လေးမျိုးကိုလည်းတွားဘူးလေနေဘူးတဲ့ဟိုမန်လေးမျိုးရဲ့အကြောင်းတည်းမန်လေးသူတွေရဲ့အကြောင်းတည်းမန်လေးယာတီကူကစားတည်ရဗျဆောင်းလေးမှာဘလို့ဆာနဲ့ပေနဲ့ဘာဖြစ်လဲညာအကုန်တိတဲ့လူကတော့မကြည့်တော့ negative ဆိုင်နဲ့မန်လေးမျိုးကိုလုံးဝမလာကြပဲဆိုတော့အကုန်တော့လာကြည့်ကြ ။မန္တလေးသီးတဲ့လူလည်းကြည့်တယ်။မသီးတဲ့လူလည်းလာကြည့်တယ်။လက်ရှိနေထိုင်သူကစားလာကြည့်နေကြတယ်။ Okay ဒါကတော့ဟိုဗီဒီယိုတိုက်တဲ့ပေးပုံပေးနည်းကိုကျွန်တော်ကဒီနှစ်ဖက်ကိုပေါ့နော်။ရှင်တွဲပြီးပြပြီးတော့ဒီလိုမျိုးပုံစံတွေပေးဖို့လိုအပ်ကြောင်းကိုကျွန်တော်ကအဓိကထားပြောပြချင်ပါတယ်ဗျာ။ဒါဆိုရင်မိတ်ဆွေရဲ့ဗီဒီယိုကို viewer မရရှိမှာကိုစိတ်ပူရမလို့တော့ပါဘူးဗျာ။ဟုတ်ပြီနော်ကျွန်တော်တို့ဒီဗီဒီယိုတင်တယ်ဗီဒီယိုတင်ပြီးပြီဆိုရင်လည်း ကျွန်တော်တို့လူအပ်တဲ့ဟိုတက်မနေတွေ description test တွေထည့်ပြီးဆိုရင် video ရဲ့ခေါင်းစဉ်ကတော်တော်ကိုအရေးကြီးပါတယ်နော်အဲ့လိုခေါင်းစဉ်ပြီးတဲ့နေရာမှာလည်းဒီကမိတ်ဆွေကဒီ positive ဆန်တဲ့ခေါင်းစဉ်ကိုလည်းစဉ်းစားဖို့လိုအပ်တယ်လို့ negative ဆန်တဲ့ခေါင်းစဉ်ကိုလည်းစဉ်းစားဖို့လိုအပ်ပါတယ်ဗျကိုယ့်ရဲ့ video မှာ view ဘယ်လိုရရှိအောင်ပေါ့နော် viewer တွေကြည့်ရှုတဲ့သူဘယ်လိုရရှိအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ချပြတင်ဆက်ပေးတာဖြစ်ပါတယ်ဗျာ ျွန်တော်ရဲ့ဒီဗီဒီယိုလေးကမိษွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ကို like လေးတစ်ချက်တော့ရှင်းပြခဲ့ကြပါဦးဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကဲအားလုံးပဲကျမ်းမာချမ်းသာကြပါလိမ့်ဗျာ